အင်တာမိုင်ယာမီအသင်းကောင်းဆောင်မက်ဆီဟာနက်ရှ်ဘယ်အသင်းကို9-2ကူးနဲ့နိုင်တဲ့ပွဲမှာ hat-trick သွင်းယူပြီးနောက်ယခုရာသီမေဂျာလီးပြိုင်ပွဲရှေ့ဖနက်ဆုဆုတ်ခုခဲ့ပါတယ်။မက်ဆီအနေနဲ့အခုပွဲမှာ hat-trick အပါအဝင်ဂိုးဖန်တီးမှုတစ်ချိန်ရှိခဲ့ပြီးပုံမှန်ရာသီ28ပွဲမှာ29ကူးသွင်းယူနိုင်ခဲ့ပါတယ်။ဘောလုံးတရ8ချိန်ဆုရှင်မက်ဆီဟာအင်တာမိုင်ယာကို2023ဇွန်လလကရောက်ရှိလာပြီးမေဂျာလီးရှေ့ဖနက်ဆုကိုပထမဆုံးအကြိမ်ဆုတ်ခုခဲ့တာပါ။ဒါပြင်အင်တာမိုင်ယာမီအသင်းအတွက်ဒုတိယမြောက် hat-trick သွင်းယူခဲ့ပြီးကစားသမားဘောက အကြိမ်60မြောက် hat trick ဖြစ်ခဲ့ပါတယ်မက်ဆီတက် major league ပုံမှန်ရာသီမှာဂိုးပိုသွင်းထားတာကကာလိုဗီလာ34ကို roset martinez 31ကို ibrahimovic 39တို့သာရှိခဲ့ပါတယ်၎င်းဟာဂိုးဖန်တီးမှုစည်းရင်းမှာလဲ16ကြိမ်နဲ့ဥဆောင်ခဲ့ကသွင်းကိုဂိုးဖန်တီးမှု2ရက်ပေါင်း48ကိုရှိခဲ့ပြီးကာလိုဗီလာရဲ့ major league စံချိန်49ကိုနဲ့တကူးသာနေခဲ့ပါတယ်အင်တာမီယာမီအနေနဲ့ play off ပထမအဆင့်ပွဲစဉ်အဖြစ် nashville အသင်းနဲ့ကစားရမှာဖြစ်ပါတယ်